ဇလန်ရဲ့ဆောက်မှာတော့မာကတ်ရဲ့တားနဲ့တမီဟာမနေ့ပြန်ကြောင်းပိတ်ရက်ဖြစ်တာကြောင့်အပြင်လိုက်ပို့ဖို့ကိုပူဆာနေခဲ့ပါ යි ။ဒါပေမဲ့လည်းမာကတ်ရဲ့မိမဖြစ်တဲ့သူကတော့မာကတ်ဟာအလုပ်ပိတ်ရက်လေးမှာအိမ်မှာအေးစေးအနားယူဖို့အတွက်ပြောလိုက်ပြီးတော့ကလေးတွေကိုထပ်ပြီးတော့မပူဆာစေဖို့ကိုဆုလိုက်ပါ යි ။မာကတ်ကတော့သူ့အတွက်ကပြဿနာမရှိပါဘူး။အဓိကကလေးတွေစိတ်ချမ်းသာရင်ပြီးရပါပဲဆိုပြီးတော့ပြောလိုက်တော့တားနဲ့တမီကလည်းပျော်ရွှင်နေကြရပါတော့ရီ။မနေ့ရောက်တဲ့ချိန်မှာတော့မာကတ်တို့မီတာစုဟာလည်းအပြင်ကိုရှောက်လဲကြမှာကြောင်း Market ရဲ့အမှကိုအိမ်ဆောက်ပေးဖို့ကိုအကူအညီတောင်းခဲ့ပြီးတဲ့နောက်မှာတော့သူတို့ကလည်းအပြင်ကိုထွက်လာခဲ့ကြပါတော့တယ်။အဲဒီနောက်မှာတော့အပြင်ထွက်ပြီးတော့ရှောက်လေတာတော့မှအယုတ်ကိုယူလာခဲ့တဲ့ဂျီနိုကိုသူ့ရဲ့မကဘာလို့အယုတ်ကြီးကိုယူလာတာလဲကလေးတသေးလေးလည်းမဟုတ်တော့ဘူးဆိုပြီးတော့ပြောလိုက်ပါတော့တယ်။ဂျီနိုကလည်းဘာဖြစ်လို့လဲငါကငါကြိုက်ဆုံးအယုတ်မကိုယူလာတာပေါ့ဆိုပြီးတော့ပြန်ပြောတဲ့အခါမှာတော့ထာရာကလည်းဂျီနိုကိုအယုတ်ကိုလူယူကစားနောက်နေခဲ့ပါ යි ။ဂျီနိုကိုစားနောက်နေတဲ့ထာရာကိုအမေဖြစ်သူကဘာလို့ကလေးအယုတ်ကိုယူနေတာလဲ။ အင်ဒိုနီးယားနောက်ထပ်စကားများနေအောင်မယ်ဆိုရင်ကားပေါ်ကဆင်ခိုင်းပြီးတော့လမ်းလျှောက်ခိုင်းမယ်ဆိုပြီးတော့နောက်ကိုလှည့်ကြည့်ကဆူလိုက်ပါတော့တယ်။ကလေးတွေကိုလှည့်ဆူနေတဲ့အချိန်မှာတော့မာကတ်စ်ကလည်းအနောက်ကိုလှည့်ကြည့်နေတာကြောင့်အရှိကလာနေတဲ့ကားကိုတတိမထားမိလိုက်ပင်နဲ့ကားအက်ဆီဒန့်ဖြစ်ခဲ့ရပါတယ်။ကားအက်ဆီဒန့်ဖြစ်တဲ့အခါမှာတော့ထရာတယောက်ထဲကသာကားပေါ်ကနေလွတ်ခဲ့ရပြီးတော့ကျန်ခဲ့တဲ့မိသားစု၃ယောက်ကတော့ကားထဲကနေမလွတ်နိုင်ပင်နဲ့အက်ဆီဒန့်ဖြစ်ကကျန်ခဲ့ရပါတော့တယ်။ ထရာကတော့သူစားနောက်လိုက်တာကနေစပြီးတော့ခုလိုမျိုးဖြစ်ရတာကြောင့်ကိုကုတ်ကိုအပြစ်တင်ရတဲ့ယူကျုံမရကိုဖြစ်နေခဲ့ရပါတော့ရင်။ဘီနာမှာသူတွေကလည်းကိုကုတ်ကိုအပြစ်တင်နေတဲ့ထရာကိုဒါမင်းပြစ်မဟုတ်ပါဘူး။စိတ်ကိုခက်ခိုင်ထားပါဆိုပြီးတော့အားပေးနေခဲ့ပါရဲ့။အက်ဆီဒန့်ဖြစ်တဲ့နေရာမှာဂျီနိုရဲ့အယိုလေးကလည်းကြာကြံခဲ့တာကြောင့်ဘီနာကကော်မလီတယောက်ဟာထရာကိုဝုန်းဝုန်းရုပ်ကလေးကိုပေးလိုက်ခဲ့ပါရဲ့။အဲဒီနောက်မှာတော့စိတ်တဲကြနေတဲ့ထရာဟာလည်းဝုန်းဝုန်းရုပ်လေးကိုဘီနာထာက နိုင်ကြီးမတော်မှာဘသူကိုဘာမှမပြောဘဲနဲ့တိတ်ဆိတ်နေခဲ့ပါ යි ။နိုင်ကြီးပြီးတဲ့နောက်မှာတော့ထာရာတယောက်ကလည်းအခန်းထဲကနေအပြစ်မထွက်ဘဲနဲ့နေနေခဲ့ပါ යි ။ထာရာရဲ့အတော်ကလည်းထာရာကြီးတမိထမင်းမစတာနဲ့ရရှိနေပြီ။အခုလိုမျိုးဆက်လုပ်နေမယ်ဆိုရင်တမိရဲ့ကျမ်းမာရေးကိုပါထိခိုက်လာလိမ့်မယ်ဆိုပြီးတော့ပြောပေးမယ်လို့ထာရာတယောက်ကတော့ထမင်းစားဖို့ပါညှင်းဆုပ်နေရင်းနဲ့တမိထမင်းလည်းမစားချင်ဘူး။ဘာမှလည်းမလုပ်ချင်ဘူးဆိုပြီးတော့ပြန်ပြောခဲ့ပါ යි ။အဲဒီနောက်မှာတော့အင်ရှိကိုကားတစ်စီးကရောက်လာတာကြောင့်အတော်ဖြစ်သူကလည်းထွက်ကြည့်ခဲ့ပါ යි ။ အင်ကိုရောက်လာတဲ့သူကတော့ Max ဖြစ်ပြီးတော့သူ့ရဲ့တမီးလေးနဲ့တူတူလာခဲ့တာပဲဖြစ်ပါတယ်။ Max ကလည်းအင်ကိုရောက်ရောက်ချင်းမာတယ်။အနီးကြီး Tara ကိုအဆင်ပြေရဲ့လားဆိုပြီးတော့မိလိုက်တဲ့အခါမှာတော့အတော်ဖြစ်သူကလည်း Max ကြီး Tara ကဘာမှမစားဘဲနဲ့ဒီတိုင်းနေနေတာတခုခုပြောပါအောင်ဆိုပြီးတော့အခုညတောင်းခဲ့ပါတယ်။နောက်တော့ Tara ရဲ့ခန်းထဲကို Max နဲ့ Mickey ကလည်းဝင်သွားခဲ့ပြီးတော့ Tara ကိုနှစ်သိမ့်နေခဲ့ပါတယ်။နောက်တော့ Max ကလည်းသူ့ရဲ့တမီးလေး Mickey ကိုအပြင်ကိုထွက်ခိုင်းလိုက်ပြီးတော့ Tara ကိုစကားပြောနေခဲ့ပါတော့ရင် Tara ကြီးထမင်းမစားတာလည်းကြာနေပြီဆို ဒီတိုင်းဆိုရင်ကျမရေထိခိုင်းလိမ့်မယ်နော်ဆိုပြီးတော့ပြောလိုက်တဲ့အခါမှာတော့ထာရကလည်းကျမအဲ့ဒီတုန်းကဖြစ်ပျက်ကိုဘယ်လို့မှမေ့ပြလို့မရဘူးဒါရီအလုံးကကျမရဲ့အဖြစ်တွေပဲဆိုပြီးတော့ပြန်ပြောလိုက်ပါမတ်ကလည်းကိုနာလေးပါဒါပေမဲ့တာရာတခုခုတော့စားမရအောင်ပဲလीဆိုပြီးတော့ပြန်ပြောကထာရကိုအခုချိန်မှာကိုကိုကိုအတင်းထားဖို့ ਨੇ ကျမရေးကိုလည်းမထိခိုင်းစေဖို့ပြောရင်းနဲ့နှစ်သိမ့်နေခဲ့ပါတော့ရီညနေရောက်တဲ့အချိန်မှာတော့မတ်တို့ကလည်းပြန်ဖို့အတွက်ကိုလုံနေခဲ့ပါတယ်မိကာကလည်းထာရာကိုတည်တည် တမီးတို့တွေပြန်တော့မယ်နော်မနေ့ကမှတီတီနဲ့ဆော့ဖို့အတွက်ကိုပြန်လာခဲ့မယ်ဆိုပြီးတော့ပြောကမက်စ်ကလည်းတခခုစားလိုက်အောင်တော့ပြောပြီးတော့လိုအပ်တာတွေရှိရင်အချိန်မီဖုန်းဆက်ပါလို့ပြောပြီးတော့အိမ်ပြန်ခဲ့ကြပါတော့ရင်အဲ့ဒီနောက်မှာတော့ထာရာရဲ့အတော်ကလည်းတမီးအန်ဒီတော့ဒီနေ့အိမ်ပြန်မှရတော့မယ်အိမ်မှာလည်းကလေးတွေကြီးပဲထားခဲ့တာဆိုတော့အန်ဒီနောက်နေ့ရက်နေမှာပြန်လာခဲ့မယ်ဆိုပြီးတော့ပြောလိုက်ပါရင်ထာရာကတော့ရပါရင်အန်ဒီတမီးအဆင်ပြေပါရင်အန်ဒီလည်းအိမ်ပြန်တင်တာပေါ့ကလေးတွေကြီးပဲထားခဲ့ရတာဆိုတော့အတော်ဖြစ်သူကလည်းအိမ်ကိုပြန်သွားခဲ့ပါတော့ရင် ညာဘက်ရောက်တဲ့ခါမှာတော့ထာရာကလည်းနှာဆုံးချန်ခဲ့တဲ့အယုတ်လေးတဲ့ကိုကွယ်လွန်သွားခဲ့တဲ့မိသားစုတွေကဂျီလိုလေးရဲ့ဝိညာဉ်ကိုအယုတ်ထဲကိုထည့်ဖို့ကြိုးစားပေမဲ့လည်းအယုတ်လေးကတော့ဘာမှကိုတုံ့ပြန်ခြင်းမရှိတာကြောင့်ဂျီနိုရေထပါတော့ကွာငါနေ့ကိုအရန်လွတ်နေဆိုပြီးတော့ပြောကငိုကြွေးပြီးတော့အိပ်ပျော်သွားခဲ့ရပါတော့ရင်နောက်တနေ့ကိုရောက်တော့ထာရာအိယာနိုးလာတဲ့ချိန်မှာပဲဘဝဝင်ရောဟာသူမရဲ့ဘေးနားမှာမတ်တက်ရက်နေတာကိုတွေ့လက်ရပြီးတော့လန့်သွားကနင်ဘသူလဲဆိုပြီးတော့မေးခဲ့ပါဘဝဝင်ရောလေးကလည်းတာလီဂျီနိုပါဆိုပြီးတော့ပြန်ပြောခဲ့ပေမဲ့လို့ ထရာကတော့မဖြစ်နိုင်ဘူး။ငမ်းမောင်လေးဂျီနိုကကွယ်လွန်သွားပြီဆိုပြီးတော့ပြောခဲ့ပါရင်ဘဝဝင်ရုံလေးကလည်းမမကြီးတာဂျီနိုပါမမပဲမင်းညားကဝင်းနေထက်ခဲ့တာလေးဆိုပြီးတော့ပြန်ပြောလိုက်တဲ့အချိန်မှာတော့ထရာကလည်းသူမရဲ့ဆုတောင်းဟာပြေသွားတာကြောင့်ပျော်ရှင်သွားခဲ့ရပြီးတော့ဘဝဝင်ရုပ်ကိုဖတ်လိုက်ခဲ့ပါတော့ရင်အရင်နောက်မှာတော့ထရာဟာလည်းဂျီနိုကိုခေါ်ပြီးတော့အပြင်သွားဖို့ကိုပြင်ဆင်နေခဲ့ပါတော့ရင်အပြင်သွားကနေအိမ်မှာရှိတဲ့တန်ရှင်းရေးကောင်မလေးကိုသူမအပြင်သွားမှဖြစ်တဲ့အကြောင်းကိုပြောကောင်မလေးကလည်းဂယုဆိုင်သွားဖို့ပြောရင်းနဲ့အပြင်ကိုထွက်ခဲ့ပါတော့ရင် ။နင်းနေဆောင်တဲ့အချိန်မှာတော့မက်စ်တယောက်ကရောက်ရှိလာခဲ့ပြီးတော့အပြင်ကိုတယောက်ထဲလွတ်လိုက်တဲ့တန်ရှင်ရဲ့ကောင်မလေးကိုထရာကသာတခုခုဖြစ်နေရင်ဘလို့လုံးမလဲဆိုပြီးတော့ဘာလို့တယောက်ထဲလွတ်လိုက်ရတာလဲဆိုပြီးစူနေတဲ့အချိန်မှာပဲထရာကလည်းပြန်ရောက်လာခဲ့ပါတယ်။ထရာသူတယောက်ထဲကိုပြန်ထွက်သွားလို့ဆိုပြီးတော့တောင်းပန်ခဲ့ပါတယ်။ကိုလိုတို့စိတ်ပူနေမှကိုမတွေးလိုက်မိဘူးဆိုပြီးတော့အိမ်ထဲကိုပြန်ဝင်သွားခဲ့ပါတယ်။နောက်နေ့မနေ့ရောက်တဲ့အချိန်မှာတော့ထရာကလည်းဝမ်ဝံယုံလေးနဲ့စော့ကစားနေတဲ့အချိန်မှာပဲမီကီဟာလေထရာရဲ့အခန်းထဲကိုဝင်လာခဲ့ပြီးတော့ဝမ်ဝံယုံလေးဟာလှုပ်ရှားနေတာကိုတွေ့ပြီးတော့အံ့ဩကာ ထာရာကိုအယုကဘာလို့အဲ့လိုဖြစ်နေတာလဲဆိုပြီးတော့မေးလိုက်ခဲ့ပါရင်ဒါပေမဲ့လို့ထာရာကတော့စိတ်ဆိုးသွားခဲ့ပြီးတော့ဘာလို့အမရဲ့အခန်းထဲကိုမပြောမစုံနဲ့ဝင်လာရတာလဲဆိုပြီးတော့စုခဲ့ပါရင်အဲ့ဒီအချိန်မှာပဲမက်စ်ကလည်းရောက်ရှိလာခဲ့ပြီးတော့ဘာရင်းများဖြစ်နေကြတာလဲထာရာတို့ကြီးဦးလီတို့ကထာရာကိုအပြင်သွားဖို့အတွက်ကိုလာခေါ်ရာဆိုပြီးတော့ပြောခဲ့ပါရင်ထာရာကလည်းလိုက်ခဲ့မယ်ဆိုပြီးတော့လက်ခံခဲ့တာကြောင့်မီကီကလည်းထာရာကိုစောင့်ရင်းနဲ့အခန်းထဲမှာကြံခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ထာရာကလည်းအခန်းထဲကိုဝင်ပြီးတော့ပြန်ထွက်လာတဲ့ချိန်မှာမီကီကလည်းအယုပ်ပေါ်ကိုတက်ထိုင်ပြီးတော့ကစားနေတာကြောင့်မီကီကိုဆူလိုက်ပါရင် အဆူခံလိုက်ရတဲ့မီကီလေးကလည်းငိုပြီးတော့အပြင်ကိုထွက်ပြေးသွားကကားရဲကိုဝင်ထိုင်နေလိုက်ပါမက်စ်ကလည်းမီကီပါလို့ငိုသွားတာလည်းပြီးတော့ထရာကလည်းတောင်းပန်ပါမီကီကဂျီနိုရဲ့အယုတ်လေးပုတ်ကိုတတ်ထိုင်နေတာကြောင့်တမီးကလည်းစိတ်မထိန်နိုင်ပဲဖြစ်သွားတာပါဆိုပြီးတော့ပြောကာတောရတာကတော့ကစားကွင်းကိုတွားခဲ့ကြပါကစားကွင်းကိုရောက်တဲ့အချိန်မှာတော့မီကီစောင့်နေတော့မက်စ်ဟာလေထာရာကိုသူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲအတွက်ဘယ်ချိန်စရမလဲပြောကလက်ထပ်ပြီးထာရာကိုဒီထက်ကိုမှပျော်ရှင်ရအောင်ထားမဲ့အကြောင်းကိုပြောနေခဲ့ပြီးတော့ထာရာကတော့လက်ခံလိုက်ရပါတယ် နောက်ရက်မှာတော့မတ်ဆာလည်းထာရာကိုသူတို့လက်ထက်ပင်ရဲ့အတူတူနေမဲ့အိမ်ကိုလိုက်ပြနေခဲ့ပါတယ်။အိမ်ထဲကိုရောက်တော့မီကီကလည်းအရင်ကမှဝင်သွားကထာရာကတော့နောက်ကနေကိုလိုက်လာခဲ့ပါတယ်။ထာရာပေါ်ကိုလိုက်လာတဲ့အချိန်မှာတော့မီကီကလည်းထာရာကိုစားနောက်လိုက်တာကြောင့်ထာရာကလည်းလန့်ပြီးတော့အောက်ကိုပြုတ်ကျမလို့ဖြစ်ခဲ့ရပါတယ်။ဒါကိုမြင်လိုက်ရတဲ့မတ်စကတော့မီကီကိုစုခဲ့ပြီးတော့မီကီကလည်းပြန်ပြီးတော့တောင်းပန်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲဝုန်းဝုန်ယုံလေးကသူတို့ကိုထရာကဘာလို့တယောက်တည်းထားပြီးတော့ထွက်သွားတာလဲ။ငါ့ကိုဆွပြက်သွားပြီဆိုပြီးတော့အခန်းထဲမှာရှိတဲ့ပစ္စည်းတွေကိုရှောက်ဖွာကစိတ်ဆိုးနေခဲ့ပါတော့တယ်။ အဲ့ဒီနောက်မှာတော့အတော်ဖြစ်သူဟာလေထာရာခန်းကိုရှင်းလင်းဖို့အတွက်ရောက်ရှိလာခဲ့ပြီးတော့အယူလီကတော့အောက်မှာပြုတ်ကျနေတာကိုတွေ့တော့ကောက်ကန်ခဲ့လိုက်ပါတယ်။အတော်ဖြစ်သူကတော့ဝန်ဝင်ယုံလေးကိုထူးဆန်းစွာပဲကြည့်နေရတဲ့ဝန်ဝင်ယုံရဲ့မျက်လုံးဟာလေအယောင်ပြောင်းသွားတာကြောင့်ကြောက်လန့်ပြီးတော့အိမ်ပြင်ကိုမှပြေးထွက်လာခဲ့ပါတယ်။အပြင်ရောက်တဲ့အခါမှာတော့ထာရာနဲ့တွေ့ပြီးတော့အချောင်းဆုံကိုပြပြကသူ့ကြောင့်တင်ဒီမှာဆက်ပြီးတော့မနေနိုင်တော့ဘူးဆိုပြီးတော့ပြန်သွားခဲ့ပါတော့တယ်။နောက်တော့ထာရာကလည်းအိမ်ထဲကိုရောက်လာကအတော့ကိုခြောက်လန်လိုက်တဲ့ဂျီနိုကိုဆူနေခဲ့ပါရင်ဂျီနိုကလည်းမမသားကိုမချစ်တော့ဘူး။ဘာလို့တယောက်ထဲထားပြီးတော့ထွက်ပြေးသွားတာလဲ အခုကလည်းအတော်ကိုဆက်လိုက်တာပါဆိုပြီးတော့ပြောလိုက်တော့ထရာကလည်းစင်မဆိုးနိုင်တော့ပဲနဲ့မမတို့အိမ်တစ်ကိုပြောင်းကြမယ်နော်ဂျီနိုလည်းလိုက်ခဲ့ရမယ်ဆိုပြီးတော့ပြောလိုက်ပါအိမ်တစ်ကိုရောက်လာတဲ့အခါမှာတော့ဂျီနိုဟာသူ့တို့မိသားစုဓာတ်ပုံလေးကိုကြည့်ရင်းနဲ့အက်ဆီဒန့်ဖြစ်ခဲ့တဲ့အကြောင်းကိုစဉ်းစားနေခဲ့ပါအဲ့ဒီအချိန်မှာပဲမတ်စ်ကလည်းရောက်ရှိလာခဲ့ပြီးတော့ဂျီနိုတို့မိသားစုဓာတ်ပုံလေးကိုလည်းပေါက်သွားခဲ့ရပါနောက်တော့မတ်စတိုကလည်းမေဂီလေးကိုဖေဖေတို့ကဒီရင်ကိုရှင်းရအောင်မေတမီးလေးကတခြားသောအိမ်မှာခဏသွားနေလိုက်နော်ဆိုပြီးတော့ပြောပြတဲ့ခါမှာတော့အိမ်ထဲကိုဝင်သွားခဲ့ပါ යි အိမ်ထဲကိုရောက်တဲ့အခါမှာတော့ mask ကလည်းအဲ့ရပေါ်မှာခဏလဲနေရင်းနဲ့အိပ်ပျော်သွားခဲ့ရပါတယ်။အိပ်ပျော်နေတဲ့ mask ကိုဂျီနိုကလည်းဓပုတ်ကိုမှောက်လိုက်တဲ့ကိစ္စနဲ့ဒေါသထွက်ပြီးတော့ခေါင်းထဲကိုမှဖိတက်ဖို့ကြိုးစားပါတော့တယ်။နောက်တော့ Tara ရဲ့အခန်းထဲကိုဝင်လာပြီးတော့ကဲတင်လိုက်က mask ကလည်းအသက်ဝင်နေတဲ့အယုတ်ကိုမြင်လိုက်ရတာကြောင့်ကြောက်ပြီးတော့ Tara ကိုဖတ်ထားလိုက်ခဲ့ပါတယ်။ဒါပေမဲ့လို့ဂျီနိုကတော့အလွတ်မပေးဘဲနဲ့ mask ကိုဓာတ်နဲ့ကိုလိုက်ထိုးပါတယ်။ Tara ကလည်းစိတ်ဆိုးသွားခဲ့ပြီးတော့ဘာလို့ဒီလိုမျိုးလုပ်တာလဲ။နင်ခုထွက်သွားလို့ပြောလိုက်တဲ့အခါမှာတော့ဂျီနိုကလည်းတားထွက်သွားပါမယ်။ ဒါပေမဲ့သူ့ကိုလက်စားတော့ပြန်ချီအောင်မယ်ဆိုပြီးတော့ပြောပြီးတော့ပျောက်ကွယ်သွားခဲ့ရပါတော့တယ်။နောက်တော့ထာရာကလည်းလူနာတင်ရင်ကိုခေါ်လိုက်ရပါတယ်။အဲ့နောက်မှာတော့မက်စ်ကလည်းပြန်နူးလာပြီးတော့သူတို့တွေအိမ်ကိုမမြန်သွားကြဖို့ကိုပြောနေခဲ့ကြပါတယ်။ထာရာကလည်းမက်စ်ဟာဒဏ်ရာရထားတာကြောင့်စေယုတ်ကိုအရင်သွားဖို့အတွက်ကိုပြောပြီးတော့သူမကအိမ်ကိုသွားလိုက်မယ်အကြောင်းကိုပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့အတော်နဲ့အတူတူနေနေတဲ့မီကီတို့အိမ်မှာတကားခောက်တန်တွေကြားရတာကြောင့်အတော်ဖြစ်သူကလည်းတကားသွားဖွင့်ဖို့ကိုလုပ်ခဲ့ပါတော့တယ်။တကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့ဘာမှကိုယ်မမတွေ့လိုက်ရပါပဲလို့ နောက်တော့ကြောက်လန့်တရားနဲ့အော်ကာမီကီကိုပြေးဖို့အတွက်ကိုမှခေါ်လာခဲ့ပါ යි ဂျင်နိုကလည်းလက်ထဲမှာဒါဒလက်ကိုကင်ထားခဲ့ပြီးတော့မီကီကိုတတ်ဖို့လုပ်တဲ့အချိန်မှာတော့အတော်ဖြစ်သူကလည်းအရှိကနေကိုဝင်ကပေးလိုက်တာကြောင့်အတော်ဖြစ်သူရဲ့အသက်ဟာလည်းဆုံးရှုံးသွားခဲ့ရပါ යි နောက်တော့မီကီဟာလည်းထွက်ပြေးရင်းနဲ့ရေကန်ထဲကိုပြုတ်ချသွားခဲ့ပြီးတော့ရင်မကူတက်တဲ့မီကီကိုကြည့်ရင်းနဲ့ဂျင်နိုဟာလည်းရှင်နေခဲ့ပါတော့ရင်အဲ့ဒီနောက်မှာတော့ထာရာကလည်းအိမ်ထဲကိုပြန်ရောက်လာခဲ့ပြီးတော့ရင်းနေနေတဲ့မီကီကိုအချိန်မီကိုမှကြည့်တင်နိုင်ခဲ့လိုက်ပါ යි ။နောက်တနေ့ကိုရောက်တဲ့ချိန်မှာတော့မက်ကီဟာလည်းသူ့အဖေပဲရောက်နေလဲဆိုတာကိုမေးခဲ့ပြီးတော့ထရာကလည်းဖေဖေကအခုစေယုံရောက်နေတယ်ဆိုရင်စရာမရှိတော့ဘူး။အန်ဒီတို့ညားကြရင်တမီးဖေဖေစီကိုတွားကြမယ်နော်ဆိုပြီးတော့ပြောကညာဘက်ရောက်တဲ့ချိန်မှာတော့စေယုံကိုတွားဖို့အတွက်ကိုပစ္စည်းတွေထည့်နေခဲ့ကြပါတော့။ပစ္စည်းတွေထည့်နေကြတဲ့ချိန်မှာပဲမက်ကီဟာလည်းအယုတ်ကိုထတ်တွေ့လိုက်ရတာကြောင့်ကြောင်းလန့်ကအော်ဟစ်နေခဲ့ပါတော့။ထရာကလည်းဂျီနိုကိုနင်းပါပြန်လာလို့တာလေ။ဂျီနိုနင်းကြောင့်လူတွေတေကုံရပြီဆိုပြီးတော့ပြောလိုက်ပါရင်ဂျီနိုကလည်းမမကတားရဲ့အမှားလေး တခြားလူတွေမလိုဘူးမလားဆိုပြီးတော့ပြောလိုက်ပါရင်ထရာကလည်းငါတီးတဲ့ဂျီနိုကအပြစ်ကင်းစင်တယ်တခြားသူတွေကိုဘယ်တော့မှနာကျင်အောင်လုပ်မှာမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ကဂျီနိုကလည်းဒေါသထွက်ကထရာကိုတတ်ဖို့ပါလုပ်ခဲ့ပါတော့တယ်ဂျီနိုကတော့ထရာကိုတတ်ဖို့လုပ်နေတဲ့အချိန်မှာမီကီကလည်းကြောက်လန့်နေတာကြောင့်မီကီကိုအပြင်ကိုပြေးခိုင်းလိုက်ပါရင်နောက်တော့ထရာဟာလေဘေးကိုအညှစ်ခံထားရပြီးတော့အသက်ရှူကျနေခဲ့ပါပြီကျန်ရမရတဲ့အဆုံးမှာတော့ဘေးနားမှာဓာတ်တလက်ကိုတွေ့ကယူလိုက်ခဲ့ပြီးတော့ဂျီနိုကိုထိုးလိုက်ပါတော့တယ်နောက်တော့ဂျီနိုဝင်ပူးနေတဲ့အယုတ်ကိုတခါတည်းကမှမီးရှို့ပြီးတော့ဖျက်ဆီးလိုက်ပါတော့တယ် အသက်ဝင်နေတဲ့ဝက်ဝင်ရုပ်ကလည်းမရှိတော့တာကြောင့်ထာရာတို့ဟာဆေးရုံတက်နေရတဲ့မတ်စ်ကိုတွားကြည့်ပြီးတော့ဆေးရုံကနေပြန်ဆင်းလာကအထူးထူးပြည့်ရှင်စွာနေထိုင်ကြရင်လည်းဇလန်လီကလည်းအဆုံးသတ်သွားခဲ့ရတာဖြစ်ပါတယ်။ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တဲ့ဆိုရင်လည်းပဲ like subscribe လေးနဲ့အားပေးခဲ့ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။